ဒီရပိုင်းဟော့နေတဲ့ price to performance အဖြစ်ဆုံး EV ကို first impression ပြောပြမယ်။ Hi Lee Motor. I am listening. Open sunshade. Okay, sunshade open. ကားထဲမှာအခုကြီးတလောက်ဆိုရင်ဘာခလုံးမှမတွေ့ရတော့ဘူး။တော့အလယ်မှာလည်းမရှိဘူး၊ဘေးမှာလည်းမရှိဘူး၊ဘယ်နေရာမှာမှဘာခလုံးမှမရှိဘူး။ Open window. Okay. window at driver's side open နောက်ထပ်ဒီ infotainment screen ထဲမှာပဲထူးခြားတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ infotainment screen တစ်ခု လုံးကိုမြန်မာဘာသာနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောပြမှာတော့ Lee Motor Series တွေထဲမှာမြန်မာနိုင်ငံကိုအသစ်ထက်ရောက်လာတဲ့ midsize SUV segment လေးဖြစ်တဲ့ Lee Motor B10 အကြောင်းကိုပြောမှာပဲဖြစ်ပါတယ် ီကားရဲ့ battery capacity ကိုပြောပါဆိုလို့ရှိရင်68.1 kWh ရှိတယ်။ motor capacity ကိုပြောပါဆိုလို့ရှိရင်160 kWh ရှိပြီးတော့ range အနေနဲ့ပြောမယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ CLTC မှာဆိုလို့ရှိရင်600 km ထိသွားလို့ရတယ်။ midsize SUV ကားလေးတစ်စီးပဲဖြစ်ပါတယ်။ဒီ Lee Motor B10 လေးကိုကျွန်တော်လွန်ခဲ့တဲ့လပိုင်းလေးက Shanghai Motor Show မှာတည်းကကျွန်တော်မြင်ခဲ့ပြီးမြန်မာနိုင်ငံကလိုင်းတော့တော်တော်လေးကောင်းပါပဲလို့စဉ်းစားမိတယ်။ဘာကြောင့်လဲဆိုတော့ဒီကား size ကမကြီးလွန် မသေးလုံမြို့ထဲမှာလည်းအဆင်ပြေတယ်အခုလိုမျိုး range 600ရာတွေပါတယ်ဆိုတော့ highway သွားမဲ့လူတွေအတွက်ဆိုလည်းအဆင်ပြေမဲ့ကားစီးဆိုတာကျွန်တော်မြင်တဲ့အတွက်မြန်မာနိုင်ငံကိုလိုင်းတော်တော်လေးကောင်းပါပဲလို့ကျွန်တော်ကစဉ်းစားနေမိခဲ့တာအခုတော့မြန်မာနိုင်ငံကိုရောက်လာပြီရောက်လာတဲ့အပြင်ကို SKD စနစ်နဲ့ထုတ်လုပ်มาဖြစ်တဲ့အတွက်ရန်ကုန်လိုင်စင်နဲ့လည်းရ โอเคအဲ့တော့ဒီကားအကြောင်းလေးဆက်ပြီးတော့ကြည့်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်ကားကတူတုံးလေးဖြစ်တယ်အပေါ်ကပန်နိုရမစရူပါတယ်ခေါင်းကလည်းအမဲဖြစ်တယ်ကားဘော်ဒီလေးကအဖြူအောင်ဖြစ်ပြီးတော့ဒီအောက်မှာအရောင်ကအမဲလေးပြန်ထည့်ထားဖြစ်တဲ့အတွက်ကားကတူတုံးပုံစံမျိုးလေးဖြစ်နေတော့တော်တော်လေးကိုကြည့်လို့ကောင်းတဲ့ပုံစံအနေထားမျိုးလေးရှိတယ်ပြီးတော့ပို့ပြီးတော့လာတဲ့ဟာလေးကသူ့ရဲ့ data running light လေးကအပေါ်မှာနှစ်ချောင်းအောက်မှာတစ်ချောင်းသုံးချောင်းကို triangle ပုံစံမျိုးလေးလှုပ်ထားတာလေးကလည်းဒီဇိုင်းကနည်းနည်းလေးထူးရားနေလို့ပြောလို့ရတယ်ပြီးရင်သူ့ရဲ့မီးလုံးကဒီအပေါ်က data running light ရဲ့အောက်မှာရှိပြီးတော့ မီးကြီးရောမီးသေးရောဒီနေရာမှာပဲပြီးလို့ရှိရင်ဒီနေရာမှာအောက်မှာတခါ front light လေးတစ်ခုပါသေးတယ်ဒီအောက်မှာ front light လေးပါခြင်းအပြင်ဘာတွေအားသာဝါလဲဆိုတော့ highway တွေဘာတွေသွားတဲ့အခါမှာလမ်းကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းပို့ပြီးတော့မြင်ရအဲ့ဒီချက်လေးကဒီကားမှာအားသာတယ်အဲ့ဒီအခြေအနေလေးရှိတယ်ပြီးတော့ကျတော့အလဲကောင်းမှာ360အတွက်ကင်မရာလေးတစ်လုံးပါတာဖြစ်တဲ့အတွက်ဒီကားမှာတေချာပေါက်360ကင်မရာလေးတစ်လုံးပါ Okay ဘေးကြီးဆက်ကြည့်အောင်ဘေးကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်အလွိုက်ဒီဇိုင်းလေးလက်လာ အခုကျွန်တော်လက်ရှိဒီမှမြင်ရတဲ့ကားကတော့225 50 or 16ကိုသုံးထားတယ်16နဲ့လည်းလာရလို့သိတာ။ Okay ဒါကတော့ ring size နဲ့ tire size ကိုပြောတာဖြစ်ပြီးတော့ဒီမှာစက်ကြည့်မယ်ဆိုလို့ရှိရင်ဘက်မှန်မှာကင်မရာလုံးတွေ့တယ်ခုနကကျွန်တော်ပြောတဲ့360အတွက်ကင်မရာလုံးဖြစ်ပြီးတော့ကား size ကအခုမှမြင်တဲ့အတိုင်းပဲဗျအရင်တကယ်ကိုမကြည့်လို့မသိလို့ကအရင်ကြီးနေတဲ့မှာလည်းမပါဘူးသူရဲ့ Limotor series ရဲ့မှာဆိုမြင်အောင်ပြောရမယ်ဆိုလို့ရှိရင် C11 ရှိမယ်သူထက်အကောင်ကြီးတာဆိုရင် သူတက်တစ်ဆိုင်ကြီးရဆို C11 ရှိမယ် C11 ထက်နည်းနည်းသေးတဲ့ကားလို့အကြံပြပြောလို့ရတယ်။ Okay အဲ့တော့နောက်ဖုန်းကြည့်ရအောင်ဒီ Lee Motor series ကြီးအကုန်လုံးပေါ့ Lee Motor သူရဲ့ရှေ့မှာထွက်ထားဆိုရင် C11 ရှိတယ် C16 ရှိတယ်ဒီကားတွေအကုန်လုံးရဲ့ design language တွေကတော့မပြောင်းတာဘူးမပြောင်းတာဘူးဆိုပေမဲ့သူကလည်းတော့ကြည့်လို့ကောင်းတယ်မီလုံထားသူလေးတွေပြောင်းလိုက်တာနဲ့တော်တော်လေးကိုကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိတယ်ဒီနားကမီလေး၃လုံးဆိုလို့ရှိရင်လည်းရှေ့က data running light ပုံစံနဲ့ခက်ဆင်ဆင်လေးတူတယ်ပြီးရင်အနောက်မှာ LED မီဒန်းလေးကဒီဘက်ထိလာတဲ့အလဲမှာတစ်ဖက်ကြောင်းရတယ်ပြီးရင်ဟိုဘက်ကိုအစုံထိသွား အဲ့ဒီအခြေအနေလေးမှရှိတယ်โอเคအဲ့တော့နောက်ကိုထပ်ကြည့်လိုက်မယ်ဆိုလို့ရှင်စန်းစာ၄လုံးကိုတွေ့ရတယ်1နဲ့3 4နောက်မှစန်းစာ၄လုံးတွေ့တယ်ဒီလီမော်တာ series ကြီးအကုန်လုံးရဲ့နောက်ဖုံးဖွင့်တဲ့ခလုတ်လေးကကျွန်တော်အများနဲ့ပျောက်ပါတယ်ပုံမှန်ကားတော်တော်များများကနောက်ဖုံးခလုတ်ဖွင့်တဲ့ဟာဒီနားလေးမှရှိနေရတယ်ပြီးတော့လီမော်တာရဲ့ခလုတ်ကအများနဲ့ဒီနားလေးမှပါနော်နှိပ်လိုက်လို့ရှင်နောက်ဖုံးမော်တာနဲ့ဖွင့်ပါပြီတောင်ဝ space တော်တော်လေးကျယ်တာကိုတွေ့ရဒီကားမှာတော်တော်လေးကိုကျယ်တဲ့အပြင်ကိုဒီအောက်ကအခင်းကိုအောက်ထဲတီထည့်လိုက်မယ်ဆိုရင်ထည့်လိုက်လို့ရသေးတယ် ဒါနေရောနည်းနည်းလေးရှုပ်နေလို့ဟုတ်မှာအောက်ဒီထည့်လိုက်လို့ရှိရင်ပို့ပြီးတော့ကျဲသွားတယ်အထက်ကိုပို့ပြီးနှက်သွားတာဖြစ်တဲ့အတွက် luggage အကြီးတွေပါကြီးထည့်မယ်ဆိုလဲနှလုံးလောက်ကတော့အေးအေးဆေးဆေးချောင်ချောင်လေးထည့်လိုက်လို့ရတဲ့အခြေအနေလေးမှာရှိတယ်နော်ပြန်တင်လာလိုက်မယ် Okay အဲ့တော့ဒီပေါ်မှာဆိုရင်ဒီမှာရှင်းလိုက်ဒီပါကြီးလဲပါသေးတယ်ဒီပေါ်ကပစ္စည်းပါကြီးထပ်တင်မယ်ဆိုလဲတင်လို့ရသေးအဲ့တော့စာမွေးဆက်ရမယ့်အချိန်ကိုရောက်ပြီအပေါ်ကိုပေးလိုက်မယ် wait အာအဲ့လိုထိလိုက်တာနဲ့တတ်သွားတဲ့ feeling လေးကိုတော်တော်လေးသဘောကျပါတယ်ကျွန်တော်ကတော့ โอเคโอเคအပြင်ဘက်ဒီဇိုင်းတွေကတော့တိတ်အများကြီး trade through ပြောစရာမရှိတော့ဘူးဒီနောက်ပိုင်းမှာတော့စက်ကြည့်စရာဆိုရင်ဒီပေါ်မှာ brain median လေးတစ်ခုရှိတယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်တော့ charger port ရှိတယ် charger port ကဒီကားကတော့ GPD နဲ့လာတာပဲဖြစ်ပါတယ်ဒီကားကကားထဲကိုဝင်မယ်ဆိုလို့ရှိရင် NFC ကတ်လေးနဲ့အခုလိုမျိုးအလားမပြတ်ချွေးမထက်လေးနှိပ်ပြီးတော့ဝင်ရမှာဖြစ်တယ်လို့ဒီကားရဲ့လက်ကင်ရဆိုရင်လက်ကင်အပြောက်လေးဖြည့်ပြီးတော့ဒီမှာတစ်ချက်နှိပ်လိုက်မယ်ဒီလိုလေးဆော့ဖွင့်လိုက်ရမှာဖြစ်ပါတယ်โอเคကားထဲကိုရောက်ပြီဆိုတာနဲ့ဟောကားကပိတ်တဲ့အတန်းကြီးပါတယ်တော်တော်လေးမစိုးဘူးနော် နော်တော်တော်လေးကိုမမဆာဆာလေးရှိတာကိုတွေ့ရတယ်လက်ထက်ပါလာတဲ့ပစ္စည်းတွေကအများကြီးပဲအဲ့တော့ဒီမှာပစ္စည်းတွေပါထားဖို့အတွက်နေရာကြီးလည်းတော်တော်များများရှိတယ်အဲ့တော့ဒီကားကကားထဲကိုရောက်ပြီဆိုတာနဲ့တခါတည်းထိုင်လိုက်တာနဲ့ကားက ready ဖြစ်တယ်ဒါပေမဲ့ stand by မဖြစ်သေးဘူးဘာကြောင့်လဲဆိုတော့ तू ကဒီမှာလဲအလဲ infotainment screen မှာလဲပြတယ်ခုနကကျွန်တော် NFC card လေးကိုတဲ့ဒီနေရာမှာထားလိုက်တော့မှကား stand by ဖြစ်ပါတဲ့ NFC card လေးကိုဒီအလဲမှာ ထားလိုက်တာနဲ့ကားကလုံးဝ stand by ဖြစ်သွားမှာဖြစ်ပါတယ်ကားစမောင်းလို့ရပြီပေါ့ဗျာဂီယာထိုးပြီးတော့မောင်းလိုက်ရင်ရှေ့ထွက်သွားပြီအဲ့ဒီအချိန်လေးမှာရှိတယ်ကားရဲ့အတွင်းကန်းကိုပြောရမယ်ဆိုလို့ရှိရင် build quality လေးတော်တော်လေးကိုမစိုးဘူးဒီညာရေဆိုလို့ရှိရင်လည်းအကုန်လုံး leather လေးတွေဖြစ်တယ်ဒီညာရေလည်း leather တွေဖြစ်တယ်ဒီ dashboard ကတော့ headless ဖြစ်တယ်အဲ့ဒါပေမဲ့ quality ကောင်းတဲ့ headless ကိုတုံးနာမှသိတာကင်ကြည့်ကြရမလို့ကြီးလိုက်တာနဲ့ကိုသိတာ နောက်တချို့ဆိုရင်လုတ်ချိပြားပြရတာနည်းနည်းချိဖြစ်တယ်နည်းနည်းဈေးပေါ်တဲ့ပုံစံပေါက်ပြီးမယ်ဒီကားမှာတော့အဲ့ပုံစံမျိုးလုံးဝမပေါက်ဘူးပြီးရင်ဒီ dashboard မှာဆိုလို့ရှိရင်ဒီမှာအပေါက်လေးပါတယ်သတိထားမိတာအဲ့အပေါက်လေးတွေကဘာလို့လို့ရလဲဆိုတော့ attachment လေးတက်လို့ရတယ်ထောက်ဝယ်ပြီးတော့အဲ့မျိုးဇပွဲလေးတွေဘာလေးတွေအဲ့မျိုး attachment လေးထပ်တက်လို့ရပြီးလို့ရှိရင်သူ့ရဲ့အဲအဲကွန်လေပေါက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဇိုင်းတွေကတူတယ်ဒီအလယ်ကအဲကွန်လေပေါက်လေးက horizontal ဖြစ်ပြီးတော့ဘေးကအဲကွန်လေပေါက်လေးဆိုရင် vertical လေးဖြစ်သွားတယ် နော်အထောင်ရင်အလဲရေပေါ့အဲကျွန်တော်တို့ဗီဒီယိုစကားနဲ့ကြောမယ်ဆိုအထောင်နဲ့အလဲအဲအဲ့ပုံစံမျိုးလေးပြီးလို့ရှိရင်သူ့ရဲ့အလဲက infotainment screen ကတော်တော်လေးကိုကြီးတယ်14လက်မခွဲလောက်ရှိတယ်အကြီးကြီးပဲတော်တော်လေးကိုမစိုးဘူးပြီးတော့သူ့ရဲ့ဒီ infotainment screen နဲ့ကအာဘယ်လိုပြောလဲနှိပ်ရတဲ့ feeling လေးတွေကတော်တော်လေးကိုမိုက်တယ်ဟိုလိုမျိုး lag နေတယ်ဆိုတဲ့ပုံစံမျိုးမဖြစ်ဘူးဘာကြောင့်မဖြစ်တာလဲဆိုတော့ဒီ Lee Motor ကလည်းတော်တော်လေးကို technology ဘိုင်းမှာတော်တော်လေးကိုရှေ့ရောက်နေတဲ့ company ဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ပိုင်း UI နဲ့ UX တွေကိုတော်တော်လေးပို့ပြီးတော့ကောင်းအောင်လဲလုပ်ပေးလိုက်တယ်ပြီးတော့ဒီ touch လေးတွေဘာလေးတော်တော်လေးပို့ပြီးကောင်းအောင်လုပ်ပေးလာတာကိုတွေ့ရဒီကားထဲမှာအခုကြီးတလောက်ဆိုရင်ဘာခလုံးမှမတွေ့ရတော့ ။ဟောအလဲမာလည်းမရှိဘူးဘေးမာလည်းမရှိဘူးဘယ်နေရာမှာမှဘာကလုံးမအောင်မရှိဘူး။ CRN ရဲ့ညာဘက်မှာဆိုလို့ရှိရင် gear down ကိုတွေ့ရမှာဖြစ်ပြီးတော့ဘယ်ဘက်မှာဆိုလို့ရှိရင်ရှေ့ရရှေ့မီးကြီးရယ် signal ရယ်ပြီးတော့ wiper ရယ်ဒါတွေပဲတွေ့ရတော့မှာ။ကျွန်တော်ကတော့ဒီ limo motor ကားတွေစီးတယ်ဆိုလို့ရှိရင်အမေပြောပလိုက်တာတော့ limo motor ကားတွေစီးတော့ T03 ပဲရှိတာဗာအိမ်မှာတော့ဒါပေမဲ့ဘယ်လိုပဲဖြစ် T03 မှာအစားဒီအရှိက front light တွေဘာတွေအကုန်လုံးကျွန်တော်အမြင်နဲ့ကျွန်တော် auto ပဲထားလိုက်တော့အော်တိုထားလိုက်ခြင်းအပြင်နေပူရင်တော်သူပိတ်သွားမယ်။မှောင်လို့ရှိရင်တော်သူလဲသွားမယ်။ကိုကမီးအကြီးသေးပဲချိန်ုံမယ်။ ် high ping low ping ပဲကျွန်တော်တို့ချိန်ယုံပဲပေါ့เนาะအဲ့ဒီချိန်လေးမှာရှိတယ်ပြီးရင်ဒီမှာမှန်တင်ခြားတွေဘာတွေအကုန်လုံးလဲဒီ infodemic screen တွေကနေပြီးတော့သွားမှာဖြစ်ပြီးတော့ sunshade အဖွင့်အပိတ်ကဆက်လဲဒီ infodemic screen တွေကသွားမှာအဲ့တော့ကျွန်တော်ကကားမောင်းရင်းနဲ့ sunshade တွေဘာတွေဖွင့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ infodemic screen ကိုကားမောင်းတဲ့လူတွေဘာတွေနှိပ်စရာမလိုတော့ဘူး voice comment နဲ့လုပ်လို့ရပါတယ် hi limo da i am listening open sunshade okay sunshade open အဲ့ဒီချိန်လေးရှိတယ် ဒါဆန်းရှိတ်မှမဟုတ်ဘူးကျွန်တော်ဘေးတကားတွေဖွင့်ကျင်လဲရတယ် air con temperature ကြီးချင်းကျင်လဲရတယ်ထိုင်ကုန် ventilation တွေပါ on ကျင်လဲရထပ်ပြီးဆန်းကြည့်လိုက်ဒီတစ်ခါထပ်ဆန်းလို့ရှိရင် CRM ရဲ့ညာဘက်မှာဆိုလို့ရှိရင်လဲ voice command cloud လေးပါအဲ့ cloud လေးကိုနှိပ်လိုက်လို့ရှိရင်လဲရ please say it open window okay window at driver's side opened easy ပဲပြီးတော့ထိုင်ကုန် ventilation ဖွင့်ကျင်လဲရ here see ventilation on Okay, seat ventilation enabled. I will pay in it. <laughs> ဲ့လိုပြောလို့ရအောင်နော်โอเคအဲ့တော့ဗျာကျွန်တော်ဆိုလိုချင်တာတချို့ကြတော့ကားမောင်းရင်းနဲ့ဒါပေါ်ဘေးမှန်အတင်ချတော့ဘဲမှဒီဘက်ချမ်းမှာခလုတ်နေတော့ပါတယ်ဒါပေမဲ့လူမျိုး sun shade ဖွင့်တာတို့ seat ventilation on တာတို့ဘာလို့ဆိုရင်လူမျိုးသွားပြီးနှိပ်ရမှာပြင်းတဲ့လူတွေတူဒီမို့ကားကိုလည်းအချိန်ရလည်းမလျှော့ချင်ဘူးတခါတည်းကားမောင်းရင်းနဲ့ကျွန်တော်ခုနသုံးရတဲ့ function တွေသုံးကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်အခုလူမျိုး voice comment လေးနဲ့ဆိုရင်တော်တော်လေးအဆင်ပြေတာကိုတွေ့ရပြီးတော့ဒီကားထဲမှာဆိုလို့ရှိရင် charging limit တွေလည်းပါလာပြီဥပမာဗျာကျွန်တော်တို့က charging ကို80%မှာရက်ချင်တာလား90%မှာရက်ချင်တာလား95%မှာရက်ချင်တာလားဒါတွေအကုန်လုံးကိုဒီထဲမှာတခါတည်း setting ပေးထားလို့ရ မှန်လေးပြန်ပိတ်လိုက်မယ်เนาะ physical button နဲ့လည်းပိတ်လို့ရပါတယ်เนาะโอเคအဲ့ဒါလေးရှိတယ်ပြီးရင် drive mode ကိုပြောပါဆိုရင် comfort ရယ် standard ရယ် sport ရယ်ဆိုပြီးတော့၃မျိုးရှိတယ်ဒီကားရဲ့ motor capacity က160 kW ဖြစ်တာဖြစ်တဲ့အတွက်တော်တော်လေးပြင်းလို့ကောင်းတဲ့နေရာမှာလည်းပါတယ်ဘာလို့ဆို size ကအရင်ကြီးမနေဘူးဒီကား ဲ့တော်လေးမိုက်တယ်ပြီးလို့ရှိရင်ဒီမှာ regenerative braking system တွေဘာတွေကိုစိတ်ကြိုက်ရွေးလို့ရတယ် weak medium strong ဆိုပြီးတော့စိတ်ကြိုက်ရွေးလို့ရတယ်ပြီးရင်ဒီမှာ ADAS system တွေမှာဆိုလို့ရှိရင်လည်း lane change assistant တို့ speed limit alarm တို့နော် over speed warning icon တို့အားအများကြီးပဲ ADAS တွေဆိုလာတယ်နည်းတာမဟုတ်ဘူးတော်တော်များများပါတယ်အဲ့ဒါတွေတော့ကျွန်တော်တတ်တတ်ဗီဒီယိုတစ်ပုဒ်ကျွန်တော်ကြိုးစားပြီးတော့ရိုက်ပါအောင်မယ်ပြီးရင်စောင်းမှာဆိုလို့ရှိရင်လည်းဒီအလဲကနေပြီးတော့ကြားနေတာလားဖေးကနေပြီးတော့နော် sound effect တွေလိုချင်တာလားစသဖြင့်ကြိုက်တာကိုရွေးလို့ရတယ် ရှေ့ကြီးပဲလိုချင်လားအနောက်ကြီးပဲလိုချင်လားဘိုက်တော့မိုက်ရနော်အဲ့ဒါလေးတွေကတော့အဲ့လေးကတော့အဆင်ပြေတယ်ဗျတခါကြီးကျရင်ရင်မောင်းကသူ့အာယုံနဲ့သူကားမောင်းတဲ့အချိန်မှာနောက်ကလူကပဲတခြင်းနှားထောင်နေခြင်းနဲ့ဆိုလို့ရှိရင်လေနောက်အတန်ကိုနောက်ကိုပဲပို့လာလိုက်အဲ့ဒါလေးလည်းအဆင်ပြေတယ်ဟောပြီးလို့ရှိရင်ခုနကတော့အဲ့ highly modern ကိစ္စမှာလေကျွန်တော်တို့အတန်ထွက်နေဒီကားကနားလေအတန်ထွက်ကလည်းမတူနေပြန်ဘူးအဲ့လေးကျွန်တော်ဖွင့်ပြ Hi highly motor အဲ့တော့ highly motor အဲ့တော့အဲ့လိုမျိုးပေါ့နော်။ तू 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 နားလေတဲ့အတန်ပေါ့ဗျာ။ဒီလားအဲ့ဒါကတော့အဲ့လိုမျိုးအခြေအနေလေးရှိတယ်။ display တွေလည်းပြောင်းလို့ရတယ်။မာ dark mode ပြောင်းချင်တာလား light mode ပြောင်းချင်တာလားဒါတွေအကုန်လုံးပြောင်းလို့ရအောင်။ display mode ချိန်သွားတာနော်။ဒီအလဲ infotainment screen တခုတည်းချိန်သွားတာမဟုတ်ဘူး။ကျွန်တော်ရှေ့က digital cluster လေးကပါချိန်သွားတာ။အမအဖြူဆိုအဖြူအမဲဆိုအမဲ။ ဟုတ်အဲ့လိုလေးပြောင်းသွားကျွန်တော်တို့ကတော့အမောင်ကြိုက်လို့လားမသိဘူးဒိုက်မုံလေးကတော့မျက်စိထဲပို့ပြီးတော့အေးတယ်ဗောနော်မျိုးလုံးနဲ့ပို့အေးတယ်နော်အဲ့ဒီအခြေအနေလေးရှိတယ်ပြီးတော့ကျွန်တော်ကတိတ်ထွေရူတော့မရှိတော့အခုထပ်တွေ့တာတော့ system ထဲမှာဆိုရင် step vehicle with the passport ဗောနော် passport နဲ့ဒီ vehicle ကို step လုပ်လို့ရတယ်အဲ့ဒါလီမော်တာ C11 မှာလည်းတွေ့ဘူးတယ်ကျွန်တော်တို့ C01 မှာလည်းတွေ့ဘူးတယ်ဗောနော်ကို passport နဲ့ကိုဝင်လိုက်တော့မှာကားက ုံးလို့ရ ready ဖြစ်တယ်ပေါ့အဲ့ဒီအချိန်လေးရှိတယ်တော်တော်လေးမစိုးဘူးကြာဒီကနော်ပြောမယ်ဆိုတော့ပြောတဲ့အရာအများကြီးကြံသေးတယ်ဒီမှာဆိုရင်ပစ္စည်းထည့်ဖို့အတွက် cargo space လေးတွေပါတယ်ဒီအလဲကောင်မှလည်းပါတယ်ပြီးလို့ရှိရင်ဒီမှာကပ်ဖိုရာလေးတွေကသူ့ဒီဇိုင်းလေးကနည်းနည်းလေးစမ်းတယ်ကပ်ဖိုရာပုံမှန်ဆိုလို့ရှိရင်ဒီအလဲမှာပါနေရဟောသူအပေါ်ထောင်ပေးရတယ်နေရာနည်းနည်းပူရအောင်လို့နော်လိုအပ်တော့မှကပ်ဖိုရာလေးကိုချလိုက်ဆိုတဲ့ပုံစံမျိုးလေးရှိတယ်ပြီးလို့ရှိရင်ဒီဘက်မှာ crop house လေးတွေမှာနော်ပစ္စည်းထည့်ဖို့နေရာလေးတွေလည်းပါသေးတယ်ဒါလေးတွေ so yeah နော်ကားကန်ရတဲ့ feeling နဲ့ကျွန်တော်တို့ခုနကနည်းနည်းလေးတော့နော်လင်းရင်လစ်တယ်လို့ကတော့ဖြင်းကြည့်ပြီးသွားပြီကားလေးကတော်တော်လေးမောင်းရတာမစုံဘူးပြီးတော့မှနည်းနည်းကားမောင်းရတဲ့ feeling ကြီးပဲကိုတတ်တတ်ဗီဒီယိုတစ်ပုဒ်ဖော်ပြပါဦးမယ်နောက်ခန်းလေးသွားကြည့်အောင်အခုကတော့ Okay အခုနောက်ခန်းလေးကိုရောက်တဲ့အချိန်မှာပထမဦးဆုံးသတိထားလိုက်မိတဲ့အချက်ကတော့ရှေ့မှာကျွန်တော်ထိုင်မယ်ဆိုတဲ့ seat position အတိုင်းကိုထားရတာတော့မှဒီမှာအနောက်မှာမြင်တဲ့အတိုင်းပဲဘလောက်ကျဲလဲလို့အကျဲကြီးပဲနော်ဒါတထွာနီးပါရှိတယ်တော်တော်ကျဲတာကိုတွေ့ရတယ် ဟဲရွန်ကတော့အပေါ်မှာလက်ငါးလုံးလောက်လွတ်သေးတယ်။ခေါင်းနဲ့အပေါ်ကပန်နိုရမစ်ဆဲရူဖ်နဲ့ဆိုလို့ရှိရင်လက်ငါးလုံးလောက်လွတ်သေးတာကိုတွေ့ရတယ်။ဆိုဘူးဒါပေမဲ့ဒီလိုလေးရှော်ပြီးထိုင်လိုက်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကို အပေါ်မှာလွတ်သေးတယ်ရှေ့မှာလည်းအများကြီးလွတ်သေးတယ်အဲ့ဒါလေးကတော်တော်လေးစင်ပြေတယ် round aircon ဖြစ်တယ် round aircon ကလည်းဒီကောင်ဒီကောင်ရံပြစ်စရာမလိုဘူး round aircon ကဘဲညာကိုဒီလိုခွဲထားလို့ရတဲ့အခြေအနေမျိုးလေးရှိတယ်အနောက်မှာပြီးလို့ရှိရင် type c တစ်ပေါက် usb တစ်ပေါက်ပါတာဖြစ်တဲ့အတွက်အားသွင်းမှဘာညာဆိုလို့ရှိရင်လည်းလူစရာမလိုတော့ဘူး main လည်းတစ်ခုသွင်းကိုယ်လည်းတစ်ခုသွင်းအေးစေးစေးပဲတော့ကိုယ်သိခါနဲ့ကိုယ်နေရုံပဲအပြင်ကိုဒီအောက်မှာပစ္စည်းလေးတွေထားဖို့အတွက်နေရာလေးရှိတယ်မှာဖုန်းတွေပတ်စံအိတ်တွေဒီလိုကောက်ထည့်ထားလိုက်လို့ရပြီးရင်ဒီမှာကြိုးလေးနဲ့ဒီမှာအားသွင်းမှဆိုရင်လည်း သွင်းလိုက်လို့ရတယ်အဲ့ဒီချိန်လေးရှိတယ်โอเคပြီးတော့ဒီအလဲမှာလက်တင်လေးပါတယ်ကပ်ဖိုရာလေးနှစ်ခုပါသေးတယ်အဲ့မှာခွက်တွေပါထားပြီးတော့ကော်ဖီရေးအေးခွက်တွေပါဒီညမှာထည့်လို့ရအပြင်ကိုဒီမှာအလဲကောင်းမှာဝင်ပြီးတော့ထိုင်မယ်ဆိုရင်လေထိုင်မဲ့လူကထိုင်လို့ရတယ်ဟိုလိုမျိုးကြီးဘယ်လိုပြောအရင်ဖုတ်ပြီးတော့ဖောင်းနေတဲ့အခြေအနေမျိုးမရှိဘူးထိုင်မယ်ဆိုရင်ထိုင်လို့ရတယ်အပြင်ကိုပြေးသွားဒီမှာအလဲမှာခေါင်းတစ်လုံးပါ အဲ့တော့ဒီခေါင်းတစ်လုံးပါခြင်းမပါခြင်းอ่ะ4 seater နဲ့5 seater တချို့ကြတော့အဲ့ဒါကိုခွဲပြီးပြောတယ်တချို့ကြတော့ခေါင်းမပါလို့ရှိရင်4 seater လို့ပဲပြောတယ်ခေါင်းငါးလုံးတစ်လုံးပါမှ9ရောက်တကယ်စီးလို့ရတဲ့ကားလို့တချို့ကလည်းသတ်မှတ်တယ်အခုဒီကားကတော့ဒီမှာအလဲမှာခေါင်းလေးတစ်လုံးပါတာဖြစ်တဲ့တွေအလဲကထိုင်မဲ့လူကလည်းဒီလိုပုံမှန်လေးထိုင်လို့ရတယ်ပေါ့ဗျာတကယ်မဟုတ်ရင်ခေါင်းမပါဘူးဆိုလို့ရင်တကယ်ခေါင်းဟိုရောက်ရောက်ဒီရောက်တယ်အဲ့လိုမျိုးတွေဖြစ်နေမှာအဲ့တော့ဒီမှာခေါင်းတစ်လုံးပါတယ်အဲ့တော့လူ9ရောက်စီးမဲ့ဆိုရင်ကောင်းကောင်းလေးစီးလို့ရတယ်ကားစီးလို့ပြောလို့ရတယ်အပြင်ကို panoramic sunroof ကဟိုးထိတ်ကနေပြီးတော့ကျွန်တော်ဒီခေါင်းအပေါ်ထိ ပစညာစီရဲ့ခေါင်းပေါ်ထီပါတာဖြစ်တဲ့အတွက်အခုဆိုမဲကြည့်လိုက်ဟာပုံမှန်တစ်ပင်လေးနဲ့နေအောင်လေးနဲ့ခံစားမယ်ဆိုရင်အများကြီးခံစားလို့ရတဲ့အခြေအနေလေးမှရှိပြီးတဲ့အပြင်ဒီကားမှာ sound system လေးကလည်းတော်တော်လေးမစိုးဘူးလို့ကျွန်တော်အနေနဲ့သိတာရယ်ဘာကြောင့်လဲဆိုတော့အခုဒီ site ကပါမှာဆိုလို့ရှိရင် speaker နှလုံးကိုတွေ့ရရှေ့မှာလည်းနှလုံးပြီးလို့ရှိရင်ဟိုးရှေ့မှာလည်းရှိသေးတာဖြစ်တယ်ဒီကားကကကျွန်တော်စမ်းကြည့်တော့ဆိုတော့ audio system လေးတော်တော်လေးမစိုးဘူးเนาะအဲ့ဒီအခြေအနေလေးတွေရှိတယ်โอเคအဲ့တော့ဒီ video လေးရဲ့အနည်းချက်ကိုပြောပြပါ โอเคဒီဗီဒီယိုလေးအနည်းချက်ကိုမပြောခင်ပါတကယ်တမ်းတော့ Limiter B10 အကြောင်းကိုပြောမယ်ဆိုရင်နောက်ထပ်အများကြီးပြောလို့ရတယ်ဗီဒီယိုကနောက်ထပ်မိနစ်20လဲကြာသွားနိုင်တယ်မိနစ်40လဲကြာသွားနိုင်တယ်ဒါပေမဲ့ဒီကားကကျွန်တော်အများကြီးစမ်းသုံးရသေးတာမဟုတ်တဲ့အတွက်ကျွန်တော်အများကြီးမပြောဘူးဒါပေမဲ့ အဓိက main feature သေးတယ်အများကြီးကြံတယ်အဲ့ဒါဘာလဲဆိုတော့ဒီကားရဲ့ operation system အတွက်သုံးထားတဲ့ chipset ကတော့ Qualcomm ရဲ့ Snapdragon 855 chipset ကိုသုံးမိတာဖြစ်တယ်အဲ့ chipset ကဒီကားကိုတော်တော်လေးကို supportive ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီကားမှာ internet နဲ့ပတ်သက်တဲ့ feature တွေအကုန်လုံးသုံးလို့ရပါတယ် YouTube ကြည့်မလား TikTok ကြည့်မလား Spotify ပဲနားထောင်မလားတိုက်တာသုံးလို့ရသွားတဲ့အပြင်ဟို navigation ဖွင့်ထားတဲ့အချိန်မှာဟိုတခြားနားထောင်မလား FM နားထောင်မလားအကုန်လုံးကိုအထင်အကုန်မရှိဘဲနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်အဲ့ဒီအပြင်ဟို Apple CarPlay လည်းရသွားပြီ Android Auto လည်းရသွားပြီ ဒီဗီဒီယိုရဲ့တကယ်အနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်နောက်ထပ်ဒီ infotainment screen ထဲမှာပဲထူးခြားရတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒီ infotainment screen တစ်ခုလုံးကိုမြန်မာဘာသာနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုတော့တချို့ကျွန်တော်တို့လာပြောကြဟာမင်းတို့ကားတွေသုံးရမှာအင်္ဂလိပ်စာတက်မှရမှာဗောလို့အင်္ဂလိပ်စာအရင်သင်ရမယ်လို့ကားမွေးရင်အင်္ဂလိပ်စာသင်တန်းနေပါလေသွားတက်ရမယ်ဆိုတဲ့လူတွေစိတ်မပူနဲ့တော့ဒီကားကိုသုံးမယ်ဆိုရင်အင်္ဂလိပ်စာကြီးဘာမှတက်စရာမလိုတော့ဘူးမြန်မာဘာသာစကားနဲ့ပဲအကုန်လုံးပေါ်ပြမှာဖြစ်တဲ့အတွက်ကားတစ်စီးလုံးမြန်မာဘာသာစကားနဲ့ပဲထိန်းချုပ်လို့ရမှာဖြစ်တဲ့အတွက်အားလုံးပို့ပြီးတော့အဆင်ပြေသွားမယ်အဲ့ဒါနံပါတ်၁ချက်နောက်တစ်ချက်ကိုပြောမယ်ဆိုရင်လီမော်တာ B တန်းက SKB စနစ်နဲ့ထုတ်လုပ်မှာဖြစ်တဲ့အတွက်ရန်ကုန်လိုင်စင်ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီ Limoda B10 နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးရိုက်အောင်မှာဖြစ်တဲ့အတွက်ကြိုက်တဲ့ social media platform မှာ Limoda B10 SEO blog လို့ရိုက်ပြီး share လိုက်အောင်နဲ့ထပ်ပြီးတော့တွင်းပါဖြစ်ပါတယ်။ကျွန်တော်ကတော့စီးသွားပါမယ်။ပြီးရဒီတိုင်းရနေလိုက်ပြီးရဒီမှာ3ချောင်း၆၄၃၆အပေါ်မှာ၂ချောင်းအောက်မှာ၂ချောင်းပါเนาะပြောမယ်3 2 1 go ပြီးတော့နောက်ဖုံးပေါ်တာအချင်းဖြစ်တာဖြစ်တဲ့အတွက်ဟဲ့ကွာတို့ကြာပြီအဲအဲ့ဒါဆက်ပြောမယ်3 2 1 go မှာတကယ်ဒီမော်တာ ီဗီဒီယိုလေးအနည်းချက်ကိုမပြောခဲ့ပါတကယ်လီမော်တာ B10 ကပြောမယ်ဆိုပြောပြရင်အများကြီးကြံလေးတယ်ကျွန်တော်ဒီ first impression video ဖြစ်တာအတွက်ကျွန်တော်